မင်္ဂလာပါခင်ဗျခစ်ပြိုင်ကောက်ချောင်းများအစီအစဉ်ကနေကြိုးစားပါတယ်ဒီအစီအစဉ်မှာမတူကွဲပြားလာတဲ့ဘဝအထွေထွေကိုရှုစားကြမှာပါရန်ကုန်မြို့ပြ area မှာတစ်နေ့တစ်နေ့ခစ်မီတိုက်တာအဆောက်အဦတွေနဲ့အထက်မြင့်အဆောက်အဦတွေပို့ပြီးတော့များလာနေပါတယ်ဟိုဘက်မှာဆိုရင် Shangri-La Hotel Sakura Tower အဲ့ဒါတွေနဲ့အနီးဆုံးဖြစ်တဲ့ရန်ကုန်ဘူတာကြီးအဲ့ဒီရန်ကုန်ဘူတာကြီးကိုမှီတည်ပြီးတော့ဒီမြို့ပြ area နဲ့ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ဘာမှမဆိုင်တဲ့ဘဝတွေဟာတန်လန်းလေးရဲ့ဟိုဘက်တစ်ချက်မှာရှိနေပါတယ်ဒီနေ့မှာကျွန်တော်ဆရာမြတ်တန်းတင်းရဲ့စကလုံးကိုယူသုံးပါရစေ အဲ့ဒီနေရာကိုကျွန်တော်ဒုက္ခမြို့တော်လို့ခေါ်ပါတယ်ကျွန်တော်တို့အဲ့ဒီဒုက္ခမြို့တော်ကိုအလဲတစ်ခါတော့သွားအောင်ဗျာဟုတ်ဒီကောင်းနေတော့ ျွန်တော်ဒီဒုက္ခမျိုးတော်ကိုလိုက်ပြီးတော့ကျွန်တော်တို့ကိုအဖွဲ့ကိုလိုက်ပြီးတော့ရှင်းပြမယ်လိုက်ပို့ပေးမယ်လူတယောက်ရှိတယ်အဲ့ဒါကတော့ကြပြဆရာမောင်မိုးပွင့်ရေကြီးလို့ခေါ်တယ်ဗျအဲ့တော့သူကကျွန်တော်နဲ့ကိုဒီမှာရှင်းနေပါတယ်အခုဝင်လာဝင်ပေါက်ကဒါဘဘက်ကဝင်နေဝင်ပေါက်ဖြစ်မှာဩဒါကျွန်တော်တို့ဟိုဘူဒာကြီးဘက်ကပတ်လာတဲ့ဒါဥပ္ပကြလန်းဥပ္ပကြလန်းကနေပြီးတော့ဒါကျွန်တော်တို့သိမ်ပြူမီတာရောက်ွက်တဲ့ဝင်တဲ့လမ်းပေါ့ဟုတ်ကဲ့ဒါသေးလားဗျဒီမို့ဘူးဒါဒီဘက်ကဘုဘက်ဒီဘက်ကဒါကျွန်တော်ဝန်န်းမိသားဝန်န်းနေကြီးပဲဝန်န်းအိမ်ရလေးအိမ်လေးတွေ အဲ့အိမ်ကဝန်ထမ်းတွေကတို့တို့ရဲ့ဇာတ်ဝင်ပေါ့ဗျာအဲ့ဒါနဲ့အကြီးအနေအရရရောက်ပေါ့ဗျာဟုတ်လားဆိုင်လေးတွေထွက်ပွင့်ပြီးတော့လုံးညာချရကျုပ်ကလမ်းလျှောက်နေတာကရေခဲတစ်တာအဟောင်းတွေတကားတွေဒီမှာဆိုရင်တပေနီးပါးလောက်ရှိတယ်မြောင်းအဲ့မြောင်းဘုံကိုတခွပြီးတော့ဒီမြောင်းဘုံလောက်ထားတာအကုန်လုံးကဒါရေခဲတစ်တာ တေးရဲ့တကားတွေကြီးပဲရက်ွက်ထဲမှာခလေးတွေတော်တော်များများတွေ့ရတယ်ကတော့ခလေးအင်အားတော်ကောင်းမွန်ရတယ်ရန်ကုန်မြို့မှာရှိတဲ့ရက်ွက်တိုင်းရက်ွက်တိုင်းမှာပြိုင်မယ်ခလေးအများပြိုင်ွယ်ဆိုရင်ကျွန်တော်တို့ရက်ွက်ကနိုင်မှာဒီခလေးတွေရဲ့ပညာရေးအတွက်ကကြတော့ကလေးတွေပညာရေးအတွက်ကတော့ကျွန်တော်ဒီနားမှာမူလာတန်းကျောင်းရှိတယ်။အမှန်ငါးချေကပညာမူလာတန်းကျောင်း ဒီရက်ကွက်ထဲကကလေး280လောက်ကဒီမှာကျောင်းတက်နေတယ်ဒီရက်ကွက်ထဲကကလေးတွေပညာရေးကိုဒီကျောင်းကတာဝန်ယူထားတဲ့သဘောရှိတယ်ကျွန်တော်အခုဆိုလို့ရှိရင်ရက်ကွက်အတွင်းပိုင်းထဲကိုဝင်တဲ့ဝင်လာပြီပေါ့နော်ဒါတန်းရကြီးပေါ့တော့ကျောက်တန်းရကြီးကိုဒီအခန်းလေးတွေကကျွန်တော်ဟိုဆေးဘီဆေးဘီစီတော့ပဲကျွန်တော်အပေးထားကန့်ပေးထားတာဩကန့်ပေးထားတော့အဲ့ဆေးဘီပက်လေမှာဟို หนีรู้ไม่ได้หรอกบุญมาล่ะโอเคบุญมาล่ะแล้วไม่หนีหนีรู้ไม่ได้หรอกบลูโลก็ตัวဒီမှာအပီလက်ချလို့မရဘူးဒီဘက်ကိုချလို့မရဘူးမရတော့ဘူးမရတော့သူတော့အောက်မှာအခန်းလေးတွေဖွဲ့ထားဟုတ်ကဲ့အဲအဲ့လိုလေးတွေကဈင်းပြီးနေရတယ်ဆိုတော့ဒီအပေါက်ကဒါကျွန်တော်ထင်တယ်နှစ်ပေပတ်လဲဟုတ်ကဲ့နေကောင်းတယ်နော်ကောင်းပါဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ခင်ဗျာဒီဒီထဲမှာဘယ်နှယောက်နေနေလဲကျမတို့ကမိသားစု၄ယောက်ဟုတ်လားယောက်ျားတက်ထဲမှာသူလက်ရှိ၃ယောက်နေနေ ော်ယောက်ျားတက်ထဲမှာဘယ်တက်ကလဲဗျဒီဘက်မော်လမြိုင်တက်ကဩဟုတ်ကဲ့ဘယ်ရလာကြလဲတောင်ဝမ်းမှာတောင်တောင်ငူကျမကသမီးတယောက်သားတယောက်ကြီးတူလေးရတဲ့ဝန်ထမ်းဆိုတော့ဟုတ်ကဲ့ဝန်ထမ်းချင်းချင်းနဲ့ပဲညှိနေကြတော့ဒီမှာအောက်မှာနေတဲ့မိသားစုအခုလောဆယ်၃ယောက်နေနေ၃ယောက်ရဲ့ဒါသူတို့ရဲ့အိမ်တကားဝမှာကျွန်တော်ထိုင်နေတာပါဒီအောက်ဒီမှာလူတွေရှိနေတယ်ဗျကျေးဇူးတင်ပါတယ်နော် ဟိုးအင်္ဂလိပ်တွေရဲ့ဆောက်သွားတာလေးတွေကဆေးဘီပက်လေရှစ်ဘီပက်လေအဲ့လိုအခန်းလေးတွေဆောက်သွားတာဝန်ထမ်းအငယ်တွေနေဖို့ပေါ့ကိုတပိပိနဲ့နေ့တွေကြားလာတဲ့ခါကျတော့ဝန်ထမ်းညီကမိသားစုညီများလာအဲ့တော့သူမဆန့်တော့မဆန့်တော့ဘလို့တော့ရှစ်မှာနည်းနည်းလေးအဖီလေးချပီးတာလက်စမီအခြေအနေကြတော့လက်စမီအခြေအနေကကျွန်တော်တို့စနေတင်းငွေတော့ဟို24နာရီလာပြီးတယ်အဲကျန်တဲ့ရက်တွေကတော့ကျွန်တော်တို့အဲညနေ4နာရီရနေပြီးတော့မနေ့9နာရီကျော်လာတယ် တော့ရေကြတော့ဘယ်ရအဲရေကတော့ကျွန်တော်တို့ဒီမှာခုနကကျွန်တော်တို့ဟိုရှိမှာရေရေဘုံပိုင်လေးရှိတယ်အဲရုံပိုင်လေးကရေပေးထားတယ်အဲရေပေးထားတဲ့ရေကလည်းကျွန်တော်တို့အမြဲတမ်းမပေးနိုင်ဘူးအမြဲတမ်းမပေးတော့တခါလေးညကြမှာပေးရတယ်ပေးရင်ကျွန်တော်တို့တန်းစီပြီးတော့ဘယ်နဲ့နေရတန်းစီပြီးတော့ဟိုဟိုဘုံလေးတွေဖွက်ကလေးတွေတန်းစီပြီးနေရဒီလိုရေကန်လေးတွေပဲလှုပ်ထားတယ်ဆိုတော့လေအဲ့ရရရရလာတဲ့ဟာလေးတို့ဒီမှာဆိုပိုက်ကရေဆိုတာဂျိုးပြူပိုက်ရေအဲယူပိုက်ယူဒီကမိသားနဲ့ပြန်ဖြန့်ပေးတာဟုတ်ကဲ့ တော့အခုအခုတို့ရေလောက်လားမရတော့လူပြန့်ကျွန်တော်လူကြီးခတ်တာတော့အမီပြန့်ရင်လူပြီးတော့ခတ်တာဘယ်အချိန်ခတ်ခတ်ကြလဲအခုအချိန်နေတာခဏနေပြက်သွားမယ်ပြက်သွားမယ်ဆိုတော့သူကလာခြင်းလာတယ်မလာခြင်းမလားဩဟုတ်ကဲ့ဆိုတော့အဲ့တော့ရေကိုကိုပါဘယ်ဟိုလောင်ထားတာပေါ့ဩနေကောင်းရလားဗျဒီရန်ကုန်ကပဲလားဒီရထားဝင်တန်းနေပဲလားနေထားဝင်တန်းနေပဲမဟုတ်ဘူးဩဩငါနေဟုတ်ကဲ့ဟုတ်ကဲ့

နှစ်ခုအတွက်ကိုသူတို့တံတားလေးတွေထိုးထားတယ်ရက်ွက်ထဲမှာအခုဘင်းနာအခုမင်းနေရတယ်အဲ့ဒီဟွာလေးတွေပေါ့အုပ်ဟွာလေးပါလေကနောက်မှပြန်လှုပ်တာအရင်တော့ကတော့ဒီတော်တုံးနေနေပဲကြီးထားခဲ့ပြီဟိုအင်္ဂလိပ်မင်းလက်ထက်တွေကဒါလှုပ်ထားတာပေါ့နှစ်တွေကြားလာတဲ့အခါကျတော့ကျောင်းကမကောအောင်ပြန်လှုပ်ပြီမဲ့လေအမိုက်တွေကတိတ်ပြီးများလာတဲ့အတွက်ကြောင့်မလို့ဟိုဒီကလိုလိုမသိတော့မသိနိုင်ဘူးပြင်းနေတာအဲ့တော့ဒီရက်ွက်တွေထဲမှာဗာပြင်းနေတော့ဒီကလာတဲ့အနံ့ရိုးတွေပေါ့ရက်ွက်ကကလေးတွေမရတော့မင်းကလေးတွေမှာတိကြိုက်တယ် ကလေးတွေမှာထိခိုက်တော့ဟိုမရခဏပေါ့နော်ကျမ်းမာရေးမှာအခက်အခဲတွေဖြစ်ကြရတယ်ကျွန်တော်ထင်တယ်ခွေးသေးကောင်ပုတ်ပြီးပေါ်လာတာဖြစ်မယ်ထင်တယ်ဗျဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဆိုတော့ဒီရေပုံမြောင်းထဲမှာကျွန်တော်တို့မြင်ရတာတွေကတော့တကယ်ကိုတကယ်ဒီယောဂဘုံဘွားတွေကိုထုတ်လွတ်ရမြောင်းကြီးတစ်ခုလို့တော့မှကျွန်တော်တင်စားရရမယ်ဆိုတော့နော်အနိဒာဘုံမြောင်းကြီးလို့တော့ပြောရတယ်ဟုတ်ကဲ့ အများသုံးတောက်ရေသွင်းရေခက်တာလွဲပြီးတော့ဘယ်ကိစ္စမှမလုပ်ရဘူးဆိုပြီးတော့ဒီမှာဆိုင်းဖို့ရေးထားတာတွေ့ရတယ်ဗျဆိုတော့ဒါကရေသွင်းဒါပေမဲ့ရေသွင်းလို့ပြောပေမဲ့ तू ကအောက်မှာကျွန်တော်ထင်တယ်လေးပေတတာပဲရှိမယ်ဒီရေကဒါဒီတိုင်းအိမ်ုံတွေဝါပြီးတော့အိမ်အိမ်ုံတွေဝါပြီးတော့ကြိုချက်တောက်တယ်ဟုတ်ကဲ့အော်ကြိုချက်တောက်တယ်ဒီရေဘယ်ပေါ့နော်အဲ့ဒီဒီလေးပေဒီလေးပေ၅ပေလောက်မြင့်နေဒီကန်ကအမြင်မ်းပြည့်နေလားအမြင်မ်း တ်တယ်လေခတ်တော့မပြေဘူးမပြေဘူးမနေ့စွားကြီးဆိုပြေတယ်ခဏကောင်ကမပြေဘူးတခါတလေချစ်တောင်ခတ်ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်လည်းတွေ့ရတယ်တော်ရဲ့တွင်ရဲ့ကျွန်တော်ခြေလန်းဆယ်လန်းလောက်အကွာမှာဒီမှာအင်းသားတွေတွေ့ရတယ်ဗျအင်းသားအားလုံးပေါင်း၄ခန်း၈ခန်းတွေ့ရတယ်အဲ့တော့ဒီဟာကဒါမိန်လာကန်ပေါ့ဒီမိန်လာကန်ကနေအကွဲเจ้าတွေကနေပေါက်ထွက်နေတဲ့ဒါမိန်လာရေတွေပေါ့မိန်လာတွင်းရဲ့ရေတွေပါဆိုတော့ဟိုဘက်ကတော့တောက်ရေတွင်း ရှိတာကိုတွေ့ရတယ်ဗျဆိုတော့ဒီဟာကကျမ်းမာရေးအရာတတော်ကိုစိုးရင်ရတဲ့အနေအထားကိုတွေ့ရတယ်ဗျဒါခပြဆရာမောင်မိုးပွင့်ရေကြီးရဲ့အိမ်သူကတော့ယထာဝန်ထမ်းတရားမို့လို့သူကတော့အပေါ်မှာနေတယ်ဦးရလာ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 ပါကျွန်တော်ရနေနေချင်းနေနေရှုပ်တယ်ဟုတ်တယ်ရပါလာကျွန်တော်ကဟောပေါ်လက်ထောက်ကြည့်ကြရင်မှုပေါ့ကြည့်ကြရင်မှုဆိုကျွန်တော်ဟိုးဝါရန်လန်ကုံယုံမှာတာဝန်ကြတယ် ကျွန်တော်ကအခုဟွာတော့ဆိုရင်နှစ်နိုင်တော့ဆိုရင်ကျွန်တော်ဒူတီသွားတော့တာဝန်ဟွာသွားဆန်းဆောင်အဲ့ရင်ညအတီအောင်ဟုတ်အခုကျွန်တော်တို့အပေါ်မှာ နေတဲ့လူရန်သားတလွာရှိတယ်ဝန်တန်းအောက်မှာနေတဲ့တလွာရှိတယ်ဆိုတော့ကအဲ့ဒီအောက်မှာနေတဲ့လူအင်အားနဲ့အပေါ်မှာနေတဲ့လူအင်အားဘယ်လောက်လောက်ကွာဟောင်းမှုရှိလဲအဲအတော့အပေါ်မှာနေတဲ့သူနဲ့အောက်မှာအပေါ်မှာနေတဲ့သူကတော့ပုံများမှာပေါ့ပုံများတယ်နော်ဒါဆိုသူကဝန်တန်းနေကြီးပဲနေကြတာ အောက်မှာကတော့ခုနလိုပင်စင်စပြီးမှနေရမရှိလို့လာနေတဲ့သူတွေရှိတယ်။နောက်ခုနဝန်ထမ်းတွေကပဲသေသွားတဲ့သူတွေနောက်ဆွေမျိုးမိတ်ဆွေတွေအဲအဲ့လိုတွေနဲ့လာပြီးတော့နေကြရတာမျိုးတွေရှိတာ။ဒီချမ်းကင်းနေရဲ့အောက်မှာတခြားတန်းရတွေဒီလိုချမ်းကင်းနေရဲ့အောက်မှာနေနေကြတဲ့လူတွေဘဝတွေဟုတ်ကဲ့ကိုအဲ့လိုမျိုးသက်ဆိုင်ရာကနေပြီးတော့ဒီစီမံချက်နဲ့ရှင်းတာမျိုးဟိုပြဿနာရှာတာမျိုးရောကြုံဘူးလား။ဩအရင်ကတော့ဒီလိုပဲအဲ့ဒီချမ်းကင်းအောက်မှာနေတဲ့သူတွေ ဲ့လိုပေါ့ဟိုဝန်ထမ်းမဟုတ်ဘဲနဲ့ပေါ့ဝန်ထမ်းနဲ့ပတ်သက်ရပတ်သက်ရောက်နေနေကြတဲ့သူတွေကနေပြဿနာတွေဖြစ်ကြတာရှိတယ်အဲ့လိုပြဿနာအကြီးကြီးဖြစ်တာရှိတယ်လူသတ်မှုတို့ခိုးမှုတို့မရိမှုတို့တောင်ဖြစ်ဖြစ်တတ်တာအဲ့လိုဖြစ်တဲ့အခါမျိုးကြလို့ရှိရင်ကျွန်တော်တို့ဒီသက်ဆိုင်ရာ ကျွန်တော်တို့ဟိုအရာရှိတွေကဒါတွေအကုန်လုံးရှင်းတယ်ဘုန်းတော်ဒီမှာကြောက်မှမနေကြပါနဲ့ဝန်ထမ်းလွယ်မနေကြပါနဲ့ရှင်းတယ်ဝန်ထမ်းတွေကိုလည်းခေါ်ပြီးရှင်းတယ်ကျွန်တော်တို့ကအစား လိုက်ပြီးတော့လုတ်ပြရတာပေါ့အိမ်တော်သူစီးရင်တော့ဘာလို့ကိုက်ကော့ပြီးတော့ဟိုအဲဒီစစ်တယ်လို့လိုက်ပြီးဝိုင်းစစ်ပြရအဲ့လိုစစ်ပြီးတော့ဒါပဲနဲ့လေစစ်ပြီးမှလည်းသူတို့ကဒီမှာဒီကနေပြီးတော့ခွာလို့မဖြစ်ဘူးသူတို့ကအသက်မူဝမ်းကြောင်းဖို့အတွက်ကိုတော့သူတို့ကသမင်းစားရည်အတွက်ကိုကိုဒီနားမှာပဲသူတို့ရောင်းဝယ်သွားလုတ်ကင်စားတော့နေကြတာဆိုတော့သူတို့ဒီကနေခွာလို့မဖြစ်နိုင်ဘူးမဖြစ်နိုင်သူဘယ်လိုဆိုလမ်းဘေးပလက်ဖုန်းတွေမှာသွားပြီးနေကြတယ်အဲ့လိုရှင်းလိုက်တဲ့အခါ တကယ်လို့များအကုန်လုံးဒီအွာရရှင်းလိုက်မယ်ဆိုတော့တို့ကဲစေးစကန်းနေပါတော့လောရမလားတော့မသိဘူး။ဘာလို့တချို့ဆိုလို့ရှိရင်ဒီမှာအဲဖျဲသီးလေးရောင်းအဲငါးလေးရောင်းဗာလေးရောင်းအဲ့လိုဒီအစားရှောက်ရောင်းပြီးတော့နေပြီးတော့ကဒီနားအကြောင်းလေးမှာကလေးတွေကြောင်းထားတာတွေရှိသူတို့အဲ့လိုတကားအပြတ်နှင်းထုတ်လိုက်လို့ရှိရင်ကလေးတွေအကြောင်းမှာမတက်ရဘူးဖြစ်သွားမှာဒီအခက်အခဲကိုဖြေရှင်းမယ်ဆိုလို့ရှိရင်တော့ခုနကဟိုရန်ကုန်အနီးအနားကမှာ သူတို့အတွက်ဒီတံပိုးနဲ့အင်အားလေးအင်္ဂါလေးတွေပေါ့လုတ်ပြီးနိုင်မယ်ဆိုလို့ရှိရင်တော့ဒါသူတို့အဲ့မှာသွားနေရဟုတ်ကဲ့ဒါဝန်ထမ်းဝန်ထမ်းသက်သက်နေအဲ့လိုဆိုရင်တော့တော်တော်ကောင်းပါကျေးဇူးအများကြီးတင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကြရစီယာမမိုးပွင့်နဲ့စကားပြောပြီးပြီ ဒါပေမဲ့သူ့အိမ်အောက်မှာအခန်း၄ခန်းကြံခင်းအောက်မှာအခန်း၄ခန်းမိသားစုအားလုံးပေါင်းလူဦးရေ၈ရောက်လောက်နေနေတယ်ဗျကျွန်တော်အဲ့တော့သူတို့အခန်းလေးတွေကိုကျွန်တော်တစ်ချက်သွားကြည့်မယ်လားတရားကကဗျာစီယာမမိုးပွင့်ရဲ့အိမ်အောက်မှာရှိတဲ့အခန်း၄ခန်းတွေကတခန်းဗျဆိုတော့ဒီတဲကအခန်းတစ်ခန်းကိုကျွန်တော်ဝင်ကြည့်မယ်ဒီအခန်းထဲမှာအဖွားတစ်ယောက်တည်းနေနေတယ်ဗျအဖွား ဟိုကနေကောင်းတယ်နော်ဟုတ်ကောင်းပါလေဖော်ဒီမှာနေတာဘယ်လောက်ကြာပြီလဲဖော်နေ့20ရှိပါပြီနေ့20ရှိပြီဆိုတော့တက်ရောက်ထဲနေတာလားနေ့20လုံးတကယ်ရတော့သားတိရှိရပါကောနော်သားကူအလုံးရသွားတော့သွားသူထွက်သွားတယ်ဘာဘာနေတာဒီမှာတက်ရောက်တက်ရောက်ထဲဖတ်ဖာလောက်လဲအခွားလာရင်တော့ဈေးရောက်နေအခုကားတိုက်တော့ဘာမှမလုံးဘူးကားတိုက်တယ်ကားကဘယ်တော့မှတိုက်တာလဲဒီနေ့တော့တစ်နှစ်လောက်ကိုရှိတစ်နှစ်လောက်ရှိတစ်နှစ်လုံးလုံးဘာမှမလုံးပါဘူးမလုံးနိုင်မလုံးနိုင်ဘယ်လိုစားတောက်နေလဲဒီလိုပဲတော်နေမှာနော်သူများပေးတာလေးပါလေထပ် ပြီးတော့စားတာပေါ့ဒီအိမ်ရှင်ကလည်းကျွန်မတို့ပေါ်ကောင်းတယ်လေအိမ်သားဆိုင်ကကြတော့တော်တော်ကျွန်မတို့ရှမ်းမကြီးတယ်ကျွန်မတရားဖို့ဆိုတော့လေကျွန်တော်နေကောင်းကြရနော်ကောင်းပါဘူးဟုတ်ကဲ့ကျွန်တော်ဝင်ဝင်ပြူပါဟုတ်ကဲ့လာလာပါလောက်ကရင်စားတော့ကြလဲကျွန်တော်ကတော့တော်လို့လို့တမယအဝတ်ဆော်စားအဝတ်ဆော်တယ်ဟုတ်ကဲ့တော်လို့ဆိုတာတော်ပြီပါလေအော်တော့တော့တော့ပြင်းတယ်ကလေးတွေနဲ့ဒီနေရာမှာ ဘယ်လိုအိတ်ကြလဲဗျဒီလိုဒီလိုကန်လိုက်အိတ်ကြဒီလိုပေါ့ကန်ဒီလိုကန်လိုက်အိတ်တယ်နော်မိသားစု9ယောက်ဒါသူတို့ရဲ့စားတဲ့တောက်တဲ့ချက်တဲ့ပြုတ်တဲ့အိုးတွေမိသားစု9ယောက်ကဒီမှာဒီမှာပဲအိတ်တယ်သူတို့ဒီမှာပဲထိုင်တယ်သူဒီမှာပဲစားတယ်သူတို့မိသားစု9နှစ်ကြာသွားခဲ့ပြီ ဒုက္ခမျိုးတော့ဇီရတယ်ပြန်ထွက်ခဲ့ပြီဒီရက်ွက်ကိုလာတဲ့အချိန်မှာအလုံးရဲ့စီကြိုတဲ့မျက်လုံးတွေကစိုးရိမ်စိတ်တွေအပြည့်နဲ့ရှိနေတာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်။ကြံကင်းအောက်ကအခန်းချင်းလေးတွေထဲမှာနေနေရတဲ့ဘဝလေးတွေဖယ်ရှားခံလိုက်ရမှာပြောင်းရွှေ့သွားခံလိုက်ရမှာကိုသူတို့တွေအမတန်စိုးရိမ်သောကရောက်နေတာကိုလည်းကျွန်တော်တို့တွေ့ခဲ့ရတယ်။ကျမ်းမာရေးလူမှုရေးနေရေးထိုင်ရေးစားရေးတောက်ရေးအဖက်ဖက်ကလည်းနှိမ်ကြနေတဲ့ ဒီအခြေအနေတွေကိုကျွန်တော်တို့ဘလို့ကဲတင်ရမလဲကျွန်တော်တို့နောက်တက်လာမဲ့အစိုးရတွေအစိုးရတွေအစိုးရတွေကဘလို့ဆက်ပြီးတော့ကင်တွယ်ဖြည့်ရှင်းသွားကြမလဲဆိုတာကဒီနေရာဖြည့်ရှားမဲ့နေရာတစ်ခုထဲမှာပါပါတယ်ကျွန်တော်ကတော့ရဲဝင်သူပါ